မင်္ဂလာပါရှင်။2025ခုနှစ်မတ်လ20ရက်နေ့ကြာတာပတင်းနေ့မေယူချန်နေမြမဘာသာပြန်အစီအစဉ်မှကျမလှလှဝင်ပေါ့ဒီကနေ့တင်ဆက်ပေးမယ့်တင်ကားချုပ်အောက်တာဥလာဤတိုးတက်မှုနဲ့ကြာဆုံးမှု2019ခုနှစ်၌ရူဟင်ဂျာထွက်ပြေးလူမျိုးမှုဤနောက်ွယ်မှလူဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်အာတာဥလာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏တမ်ဘရူကိုနာပါရာအေရီယာရှိ နိုင်ခွန်ချာရီထောက်လဲရေးရုံးဌာန၏ DGFI အရာရှိတအုပ်ကိုတပ်ဖြတ်မှုတွင်ဆွဆွဲခန့်ရသူ49ဦးအနက်တအုပ်ဖြစ်ပါကြ American Rohingya Salvation Army ARSA အကြီးအကဲအာတာဥလာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ Narayan Ganj မှာဖမ်းဆီးလိုက်ပါကြ တနင်္လာနေ့မတ်လ18ရက်ညတွင် Rapid Action Battalion RAB 11မှအထူးစစ်စင်ရေးတစ်ခုပြုလုပ်ခဲ့ပြီးအကာဦးလာနေ့၎င်း၏အပေါင်းပါများအားဖမ်းဆီးခဲ့ပါကြ ARSA ဂိုင်းကောင်းဆောင်အတာဦးလာကို၎င်း၏အဖွဲ့အစည်းထဲမှအဘူအမာဂျူနိုနီဟု လူသိများပါကြ။ ၎င်းသည်မြန်မာနိုင်ငံ၏ရေဒါတွင်ညက်အတော်ကြာနှိပ်ခဲ့ရပြီးမကြာသေးမီကဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၏အလို့ရှိဆုံးတရခန်စရင်တွင်ခဲသွေးထားခြင်းခံခဲ့ရသောဖြစ်ပါခြင်းအာတာဥလာနှင့် ARSA ပေါ်ထွက်လာခြင်း အတာဦးလာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ချမ်ဘရူကိုနာပါရာအေရီးယားရှိ နိုင်ခွန်ချာရီထောင်းလင်းကြီးရုံးဌာန၏ DGFI အရာရှိတအုပ်ကိုတပ်ဖြတ်မှုတွင်ဆွဆွဲခံရသူ49ဦးအနက်တအုပ်ဖြစ်ပါကြ၏၎င်းရဖွဲ့ ARSA သည်မြမအခြေဆိုင်လက်နက်ကိုင်ကိုင်ဟာရကာ AI ရခင်မှစိန်ကဲဖြစ်ပေါ်လာခြင်းဖြစ်ပါကြ၏ 2019ခုနှစ်အောက်တိုဘာ25ရက်နေ့၌အောက်တာဦးလာဦးဆောင်သည့်မြန်မာနိုင်ငံ၏နေကြောင်းဆောက်ရဲစစ်ဆေးရေကင်းစခန်းများကိုတိုက်ခိုက်မှုကြောင့် ARSA ကပါဝင်ပတ်သက်ပြီးနောက်ကြောကြားလာခဲ့ပါတဲ့လုံခြုံရေးလိလာတုံးတက်သူပုံမှုငိမ့် MDR2 Islam ကဒီတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာလူမျိုးစုအပေါ်မြန်မာစစ်တပ်ရဲ့ဖျော်ခွင်းမှုကိုအစပြုခဲ့ပြီးအစုလိုက်အပြုံလိုက်ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးသွားစေခဲ့တယ်လို့ဆိုပါတယ်။ရိုဟင်ဂျာများအပြားက ARSA အကြီးအကဲအာသာဦးလာသည်မြန်မာစစ်တပ်နှင့်လှုပ်ဝက်ဆက်သွယ်မှုရှိသည်ဟုယုံကြည်ကြပြီး၎င်းတို့၏ဒုက္ခများအတွက်သူမှတောင်းဝင်ရှိတယ်လို့ဆိုကြပါကြ။အာတာဥလာ၏တမိုင်းနောက်ခံ International Crisis Group E အဆိုအရ ARSAD အထက်အပြင်ဆော်ဒီအာရေဗျနိုင်ငံတွင်နေထိုင်တဲ့ရိုဟင်ဂျာများကိုအခြေခံပြီးဖွဲ့ထားခြင်းဖြစ်ပါခြင်းမက္ကာချေဆိုင်ဩဇာရှင်ဝါကြီးမားတဲ့ရိုဟင်ဂျာခေါင်းဆောင်20ဦးကပူပေါင်းပါဝင်ခဲ့ပြီးဘင်္ဂလားဒေ့ရှ်ပါကစ္စတန်နဲ့အိန္ဒိယတို့အထိကိုရက်များဖြန့်ကျက်ထားကလှုပ်ရှားမှုကိုစတင်ခဲ့ပါတယ် မြန်မာနိုင်ငံမောင်ကျောမြို့နယ်မှာရိုဟင်ဂျာဖခင်တဦးမှအတောဦးလာအောင်ပါကစ္စတန်နိုင်ငံကရာချီမြို့တွင်မွေးဖွားခဲ့ပါခြင်းတို့တော့သူသည်ဆာဒီအာရေဗျနိုင်ငံမက္ကာမြို့တွင်ကြီးပြင်းခဲ့ပြီးမဒရဆာတွင်ဘာသာရေးပညာကိုစီးပူးခဲ့ပါခြင်းဆာဒီအာရေဗျတွင် သူသည်ပြည်ပရောက်ရိုဟင်ဂျာများကြားတွင်ယုံကြည်မှုလှုပ်ရှားမှုဟုခေါ်ဝေါ်ခြင်းအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းချပြခဲ့ပါခြင်း အာတာဥလာဒီ2012ခုနှစ်တွင်ဆော်ဒီအာရေဗျနိုင်ငံမှလှုပ်ဝက်စွာပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင်ဆော်ဒီနိုင်ငံကလက်မှတ်ကိုအသုံးပြုကာမြန်မာနိုင်ငံရခိုင်ပြည်နယ်တွင်ထွက်ပေါ်လာခဲ့ပါကြ၏ထိုနှစ်တွင်ပင်ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာဝင်အမျိုးသမီးတဦးအားမရင်းချင်းခဲ့တဲ့အတွက်လူပေါင်း80တိတ်ဆုံးရပြီးရိုဟင်ဂျာတပ်သိမ်းချုပ်ပြည်တွင်း IGP ကပ်များတွင်အသေးအဓမ္မရွှေ့ပြောင်းထိမ့်သိမ်းချခဲ့ရပြီး ထိုနှစ်တွင်ပင်ရခိုင်ပြည်နယ်တွင်လူမျိုးရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့ပါသည် ARSAE လုံဆောင်ချက်များနှင့်ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများဘလို့ရှိခဲ့သလဲ2012ခုနှစ်တွင်စူပူအောင်ကြမှုအပြီးတွင်ပါကစ္စတန်နိုင်ငံသားခံယူသည့်အဗ်ဒူလ်ကူဒုစ်ပါမီသည် Harakat AL Yakin ကို အတာဥလာအောင်၎င်း၏စက်တပ်မှုအဖြစ်တာဝန်ပေးအပ်ခဲ့ပါကြ။အဆိုပါအဖွဲ့သည်2013ခုနှစ်တွင်တရားဝင်ဆက်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းတွင်အာကဲရိုဟင်ဂျာကဲ့တင်ရေးတပ်မတော် ARSA အဖြစ်အမည်ပြောင်းခဲ့ပါကြ။2019ခုနှစ်ဩဂတ်လ25ရက်နေ့တွင် ARSA သည် ြန်မာနိုင်ငံ၏တပ်ဖွဲ့ပေါင်းစုံပါဝင်တဲ့နေကြောဆောက်ရဲစခန်းများကိုဒုတ်ဓာတ်နဲ့တိုက်ခိုက်ခဲ့မှုကြောင့်မြန်မာတပ်မတော်မှရူဟင်ဂျာလူကျူအောင်ပြင်းထန်တဲ့ပြုတ်ခွေးမှုပြုလုပ်ခဲ့ပါကြောင့်မြန်မာအစိုးရကအော်တာဦးလာအောင်တိုက်ခိုက်မှုကိုကြိုးကိုက်နေသည်ဟုအပြစ်တင်ခဲ့ပါကြောင့်နောက်ဆက်သွဲအကြမ်းဖက်မှုတွေကြောင့်တိုင်နဲ့ချီတဲ့ရူဟင်ဂျာတွေဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးစေခဲ့ရပါတယ် အတာဥလာသည် ရခင်ကရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO နှင့်ဆက်ဆက်နေပြီးအာဖဂန်နစ္စတန်နှင့်ကက်ရှမီးယားတို့တွင်တိုက်ခိုက်ခဲ့မှုကြောင့် ICJ ရဲ့အစီရင်ခံစာကဆိုပါခြင်းသူသည်စစ်ဦးစီးချုပ်အဖြစ်ကြောင်ဝေထမ်းဆောင်ခဲ့သည့် Harakat al Jihad ဥပကစ္စတန်နှင့်လည်းချိတ်ဆက်ခဲ့ပူသည့်ပါကစ္စတန်ဥပကစ္စတန်အာဖဂန်နစ္စတန် ကက်ရှမီးယား၊ဆီးရီးယား၊အာရဗ်အလူရှင်များနှင့်ငွေကြေးဆိုင်ရာအဆအသွယ်များရှိထားကြောင်းထောက်လန်းရေးသတင်းရင်းမြစ်များကဖော်ပြပါသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းအကြမ်းဖက်လှုပ်ရှားမှုများနှင့်ဖမ်းဆီးမှုများအာတာဥလာနှင့် ARSA တို့သည်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ရှိချမ်ဘရူခိုနာပါရာရှိရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အမကန်စခန်းတစ်ခုကိုချူထောင်ခဲ့ပြီး ဥမင်းလိုင်းကောင်းမြောင်လှုပ်အပ်ပုံအောင်နိုင်သည့်မြေအောက်စခန်းများနှင့်မူရစ်ဆေးဝါရောင်းဝယ်များပြုလုပ်ခဲ့ပါကြ၎င်းအဖွဲ့သည် Golden Argan ဟူသောအမည်နဲ့ခင်မီစံပြရဲစောတောက်ဆိုင်တဆိုင်ကိုပင်လုတ်ကင်ခဲ့ပါခြင်း2022ခုနှစ်နိုဝင်ဘာလ14ရက်နေ့တွင်မူရစေဝါနှိမ်နှင်းရေးဆက်စင်ရေးအတွင် DGFI နှင့် RAB တို့ပူးပေါင်း၍ Banjar Ban E Nikon Series ရှိ ARSA ကိုအောင်ရကိုဝင်ရောက်စီးနှင်ခဲ့ပါခြင်း အဲ့ဒီစီးနှင်းတိုက်ခိုက်မှုအတွင်း ARSA တပ်ဖွဲ့ဝင်များသည့် DGFI အရာရှိ Squadron Leader Rizwan Rashdi ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပါခြင်း Rizwan Rashdi ကကတပ်ဖြတ်မှုကိုကြဲကြဲပြက်ပြက်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည့် အတာဦးလာနေတခြား48ဦးကျော်အားတောင်ဝင်ရှိကြောင်းသတ်မှတ်ထားခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလတွင် စွဲချက်တင်ထားကြောင်းသိရပါသည်2023ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့တွင်ပန်ဂျာဘန်တရားသူကြီးချုပ်ဤတရားရုံးမှ၎င်းကျောင်းအောင်ဖန်ရန်ထုတ်ခဲ့ပြီးရှာဖွေရေးလုပ်ငန်းများပုံမပြင်းထန်လာခဲ့ကြောင်းသိရပါသည်နောက်ဆုံးတွင် အော်တာဦးလာသည် နရာယန်ကန်ရှိစစ်တကက်တွင် RAB 11စီးနှင်းမှု၌ဖန်ဆီးခံခဲ့ရသောဖြစ်ပေါ်ခြင်း၎င်း၏ဖန်ဆီးမှုသည်အကြမ်းဖက်မှုတံပြန်ရေးကျိုးပန်းမှုများတွင်တိတော်ထင်ရှားတဲ့အောင်မြင်မှုတစ်ခုအဖြစ်ရှုမြင်ပြီးရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့်ပတ်ဝန်းကျင်တွင်လက်ရှိဖြစ်ပေါ်နေတဲ့လုံခြုံရေးစိန်ခေါ်မှုများကိုလည်းဖြေရှင်းရရောက်တယ်လို့တပ်ဆိုင်ရာလုံခြုံရေးတာဝန်ခံအရာရှိတဦးကရှင်းပြပြောဆိုခဲ့ကြောင်းသိရပါတယ်